ဒါကြောင့်အီရန်နိုင်ငံကိုကျူးကျော်သိမ်းပိုက်ဖို့ဆိုတော့ဘလို့မှမဖြစ်နိုင်ပါဘူး။သိမ်းပိုက်ဖို့အခက်အခဲဆုံးနိုင်ငံစင်ကိုကြီးကြီးရမယ်ဆိုရင်နိုင်ငံကြီးတွေဖြစ်ကြတယ်အမေရိကန်၊ရုရှား၊ကနေဒါနဲ့ဩစတြေးလျတို့ပြင်ကိုပဲအီရန်ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။တခြားနိုင်ငံတွေနဲ့ရှယ်လိုက်မယ်ဆိုရင်တင်းငယ်နေတဲ့နိုင်ငံကစေးမှာပါနေတာထူးခြားတယ်ဆိုပေမဲ့တကယ်တော့ဒီအတွက်လည်းအကြောင်းပြချက်ရှိပါတယ်။ပိုကလီကထောင်လဲကုမ္ပဏီ Strafo ရဲ့အစိုးရကတော့အီရန်နိုင်ငံကခံတကြီးတစ်ခုနဲ့တူတယ်လို့ဆိုပါတယ်။နိုင်ငံရဲ့အရက်မျက်နှာ၃ဘက်မှာတောင်တန်းတွေရှိနေပြီးတရားနည်းတဲ့တစ်ဘက်ကပြင်းလဲပြင်းဖြစ်နေပါတယ်။ ဒီလိုမျိုးအဖက်ဖက်ကကာနီတာကြောင့်အီရန်ကသင်းပိုက်နိုင်မှုခက်ခဲတယ်လို့လည်းဆိုထားပါတယ်။ဒီလိုပြောထားတဲ့ Stratford Company ကိုတချို့ကတော့အရေးထက် CIA လို့တောင်မှခေါ်ကြပါတယ်။ဒါပေမဲ့လည်းဘာကြောင့်အီရန်ကခံတန်းကြီးဖြစ်နေရလဲတစ်ချက်လောက်ကြည့်ကြည့်အောင်ပါ။နိုင်ငံတနိုင်ငံရဲ့လုံခြုံရေးကိုပတ်တဝဝအနေထားရကြည့်မယ်ဆိုရင်ပထမဆုံးစဉ်းစားရမယ့်အရာကတော့တိုက်ခိုက်မှုတွေကဘယ်ကနေဝင်ရောက်လာနိုင်လဲဆိုတာပါပဲ။ရောက်ဖက်မှာတော့အီရန်နိုင်ငံက Caspian ပင်လယ်ကပိတ်ထားပြီးတောင်ဘက်မှာလည်း Arabian ပင်လယ်ရှိကဒီပင်လယ်တွေက တဘာဝအကာအကွယ်တစ်ခုအနေနဲ့တည်ရှိနေပါတယ်။လူတွေကပင်လယ်ကနေတက်ခတ်တက်ကြတယ်ဆိုပေမဲ့ပင်လယ်ဘေးကခံမမရတဲ့အခြေအနေတွေရှိတတ်တာကြောင့်မြေပြင်ကနေပဲတက်ခတ်ကြတာပုံများပါတယ်။ကျူးကျော်လာမဲ့နိုင်ငံတစ်ခုအနေနဲ့ဆိုရင်အီရန်နိုင်ငံကိုမြေပြင်ကနေပဲကျူးကျော်ပုံပုံများပါတယ်။အီရန်နိုင်ငံကနိုင်ငံပေါင်း73ခုလောက်နဲ့နယ်နိမိတ်ချင်းထိဆက်နေပါတယ်။ခုနှစ်နိုင်ငံကမြေပြင်နယ်နိမိတ်ထိဆက်နေတာဖြစ်ပြီးနောက်6နိုင်ငံကပင်လယ်ဘေးကနေတစ်ဆင့်ထိဆက်နေတာပဲဖြစ်ပါတယ်။နယ်နိမိတ်ထိဆက်နေတဲ့နိုင်ငံတွေကတော့အီရန်၊တူရကီ၊အဇာဘိုင်ဂျန်၊အာမေးနီးယား၊တာကစ္စတန် ာဖဂန်နစ္စတန်နဲ့ပါကစ္စတန်နိုင်ငံတို့ပါဝင်ကြပြီးတိစက်နေတဲ့အရှိပမာဏကမိုင်ပေါင်း3662မိုင်ရှိနေပါတယ်။ဝင်ရောက်တိုက်ခိုက်စရာနေရာတွေအများကြီးတော့ရှိနေပါတယ်။အီရန်နိုင်ငံကိုအာဖဂန်နစ္စတန်ကနေဝင်ရောက်တိုက်ခိုက်တယ်လို့ယူဆကြည့်ရအောင်ပါ။အာဖဂန်နစ္စတန်ရဲ့နောက်ဘက်ကနေအီရန်ကိုဝင်တိုက်တာကအကောင်းဆုံးလို့ထင်ရနိုင်ပေမယ့်အာဖဂန်နစ္စတန်နိုင်ငံရဲ့အနောက်ပိုင်းကတေယူပို့ဆောင်ရေးရှူတောင်းကနေကြိလိုက်မယ်ဆိုရင်အစိုးဆုံးအိမ်မက်စိုးကြီးလိုနေထားရှိနေပါတယ်။နိုင်ငံရဲ့နောက်ပိုင်းမှာတောက်ကုန်းတောင်တန်းလေးတွေများစွာရှိနေလို့ပဲဖြစ်ပါတယ်။ဒါတွေကိုကြော်လွန်နိုင်ဖို့အဆင်ပြေတယ်လို့ဆိုရင်တော့ပါ အာဖဂန်နစ္စတန်နေဆက်ကနေအီရန်ကိုဝင်ရောက်တဲ့အချိန်မှာပြည်ထနာများပြပါတယ်နေဆက်ကနေအီရန်နိုင်ငံရဲ့မြို့ကြီးတွေစီကိုဝင်ရောက်ဖို့ဆိုရင်ဒော့တ်လိုနဲ့ဒေါ်ဂဗျာတို့ခေါ်တဲ့ကန်နာယာကြီးနှစ်ခုကိုဖျက်ရအောင်မှဖြစ်ပါတယ်ဒီမီဒီယာတွေကိုစစ်ဘက်ဆိုင်ရာရေးတွေနဲ့ဖျက်ဖို့ကအတော်လေးအဆင်မပြေပါဘူးအဆုံးမှာရန်သူတပ်တွေတည်းတဲ့တွိုင်းလာရင်းနဲ့တည်းလမ်းမှာအကြာကြီးပိတ်မိနေပါဦးမယ်အီရန်နဲ့ဒူရီကြီးတို့လိုတခြားဘက်ကနေဝဲလာရောဘယ်လိုများဖြစ်ပါမလဲတစ်ဖက်မှာတော့ဇာဂရော့စ်တောင်တန်းတွေရှိနေပြီးဒီတောင်တန်းကဒူရီကြီးနဲ့ အီရက်ရဲ့နေဆက်တော်တော်များများမှာတည်ရှိနေပါတယ်အဲဒါကြောင့်မဒီဘက်ကကျူးကျော်လာဖို့ကလည်းမလွယ်ဘူးလို့သတ်မှတ်နိုင်ပါတယ်အီရန်ရဲ့အနောက်ဘက်နေဆက်မှာရှိနေတဲ့တခုတည်းသောချွင်းချက်နေရာကတော့တောင်ဘက်မှာရှိနေပြီးဒက်ဂရက်နဲ့ယူဖရတီမြစ်တို့ဆုံပြီးတော့ရဲအားလုံးအရေးကြောင်းလမ်းဖြစ်နေတဲ့နေရာသားရှိနေပါတယ်ဒီလမ်းကြောင်းကလည်းဆာတန်ဟူစိန်1980ခုနှစ်တည်းမှာတောင်းခဲ့တဲ့လမ်းကြောင်းလေးဖြစ်ပါတယ်ဒါပေမဲ့လေဒီရေလမ်းကြောင်းကအများအပြားတော့ကုကံကာကွယ်ရတွေတဲ့ရွှွညုံမြေတွေဖြစ်ပြီးအဲဒီနောက်မှာကျတော့ဇာဂရုစတောင်တဲကထက်ရှိနေပါသေးတယ် ေးဘေးကလည်းကျူးကျော်တာကအဆင်မပြေဘူးဆိုရင်ပေလေဘေးကလည်းကျူးကျော်တယ်လို့စဉ်းစားကြည့်အောင်ပါအကောင်းဆုံးရွေးချယ်မှုကတော့ပါရှားနဲ့အိုမန်ကြီးလေကြားထိဖြန့်ကျက်ထားတဲ့မိုင်းရှိရာလောက်ရှိတဲ့အီရန်နိုင်ငံရဲ့တောဘက်ကမ်းခြေကလည်းဝင်ရောက်ကျူးကျော်ပေါ်ပါပဲဒါပေမဲ့အီရန်ကလည်းဒီလိုမျိုးတိုက်ခိုက်မှုကိုကာကွယ်နိုင်မှုချိုးတင်ပြစ်တင်ထားပြီးသားပါရေဒက်စကန်တွေကိုတေးချဖြန့်ကျက်ထားပြီးတိကျတဲ့လိုက်တုံးကြီးတွေရေရင်တွေဒရုန်းတွေရေဟိုသမောတွေနဲ့မိုင်းရဲ့အများကြီးရှိနေပါတယ်ကမ်းခြေတွေရဲ့တီရှိနေတဲ့ပုံစံတွေကြောင့်ဒီပင်လေကမ်းခြေဘက်ကနေခုခံဖို့ကလွယ်ကူနေပါသေးတယ် အီရန်နိုင်ငံရဲ့ကမ်းခြေတွေကျွန်းတွေကလည်းတင်းမောတွေကိုပုံခုထားပြီးတိုက်ခိုက်မှုအတွက်လေကူစေးပါသေးတယ်။အီရန်နိုင်ငံအတွက်ရေတပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေအားသာစီမှာကဒရုန်းနိုင်ငံရဲ့ပထဝီအနေထားဖြစ်ပါတယ်။နောက်လာပြင်ပါရှားနဲ့ယေမန်ရေလက်ကြားတွေကလည်းအတော်လေးကျင်းပါတယ်။အကျဉ်းဆုံးနေရာတွေမှာမိုင်ပေါင်း135မိုင်ထက်ကျင်းပြီးလေရင်တင်တင်းမောတွေလိုမျိုးရေတပ်သုံးတင်းမောကြီးတွေလွတ်လွတ်လပ်လပ်သွားလာတိုက်ခတ်နိုင်ဖို့အတွက်ခက်ခဲစေပါတယ်။ဒီလိုမျိုးခြေနေတွေကခုခံကာကွယ်ရမယ့်အီရန်နိုင်ငံအတွက်ပိုပြီးတော့အဆင်ပြေစေပါတယ်။ဒါဒီမကတိပင်အီရန်ကျွန်းတွေပေါ်မှာလည်းရေတပ်ခြေစက်စခန်းတွေကိုတိစောက်ထားကြပြီး ဒီမော်လန်ကြောင်းတွေကိုနှစ်ဖက်ကနေညှက်ထားကြပါရင်ပတိဝဝေအနေထားအကုန်လုံးကအီရန်နိုင်ငံအတွက်ပဲပိုအလေးတားနေတာကြောင့်ပိုပြီးအောင်မှာခက်ခဲပါဦးမယ်။အဲ့ဒီပြင်အီရန်နိုင်ငံရဲ့မြို့ကြီးတွေအကုန်လုံးနှိပါးကနိုင်ငံရဲ့မြောက်ပိုင်းမှာရှိနေပါတယ်။အဲ့ဒါကြောင့်အီရန်နိုင်ငံကိုတောင်ပိုင်းကနေဝင်ပြီးတိုက်ခိုက်မယ်ဆိုရင်မြို့ကြီးတွေကိုရောက်ဖို့ကအတော်လေးခက်ခဲကြီးဖြစ်လာနိုင်ပါသေးတယ်။အခြေအနေကောင်းတယ်လို့ဆိုရင်တော့လမ်းတစ်လျှောက်မှာတိုက်ခိုက်မှုပေါင်းစုံကိုခန်းစားရနိုင်ပါတယ်။အီရန်စစ်တပ်ကလည်းရေးပေါ်တုံ့ပြန်မှုနဲ့ပျောက်ကြားတိုက်ခိုက်မှုတွေကိုလုံနိုင်ဖို့အတွက်ပြင်ဆင်ထားတာအတော်လေးကြာမြင့်နေပါပြီ။ ယူရန်နိုင်ငံသားတွေနဲ့စစ်တပ်ကနိုင်ငံရဲ့မြောက်ပိုင်းကိုရန်သူတပ်တွေမရောက်နိုင်အောင်နီလန်ပေါင်းစုံနဲ့တိုးစားနေပြီးတားသိကြပါလိမ့်မယ်။ရန်သူတွေကတောင်ပိုင်းကနေမြောက်ပိုင်းကိုခြိတက်တိုက်ခိုက်မယ်ဆိုရင်သူတို့ရဲ့တောင်ပို့လမ်းကြောင်းတွေအကုန်လုံးကနိုင်ငံတကာနိုင်ငံလုံးစာကိုဖျက်ဆီးရမှာဖြစ်ပါတယ်။ဒါကြောင့်မဒီလမ်းကြောင်းတွေကိုခြုံကိုတိုက်ခိုက်ဖို့ကအတော်လေးလွယ်ပါလိမ့်မယ်။အီရန်နိုင်ငံကိုသိမ့်ပါနေဖို့ခက်ခဲမဲ့အကြောင်းပြချက်တွေထဲမှာတခုကတော့အီရန်ကနိုင်ငံကြီးတစ်ခုဖြစ်နေပြီးကမ္ဘာပေါ်မှာ18ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။အီရန်နိုင်ငံကစတူရမ်မှာပေါင်း6သိန်း5ပေါင်းရှိပြီးဒါကပြင်သစ်ဂျာမနီနဲ့ နီသာလန်၊ဘယ်လ်ဂျမ်၊စပိန်နဲ့ပေါ်တူဂီနိုင်ငံတို့ပေါင်းစပ်ထားတဲ့အကြံဝပမာဏတော့ရှိပါတယ်။နေမီဂျီရာကြောင့်ကျူးကျော်လာမယ့်ရန်သူတွေအတွက်ကြော်လွားရမယ့်အခက်အခဲအတားအဆီးတွေကလည်းပိုတော့များပါတယ်။တောင်တန်းတွေကလည်းအီရန်နိုင်ငံအတွက်တဘာဝအကာအကွယ်တစ်ခုအနေနဲ့ရှိနေပါတယ်။အီရန်နိုင်ငံကတခြားနိုင်ငံတွေလိုတောင်တန်းဒေသတွေထဲမြေပြန့်ဒေသမှာဒေသနဲ့လူပိုများနေတာမဟုတ်ပါဘူး။အီရန်နိုင်ငံရဲ့လူဦးရေတော်တော်များများကတောင်တန်းဒေသတွေမှာရှိနေကြပြီးမြေပြန့်ဒေသမှာကအလွန်များပြားနေတာမျိုးမရှိပါဘူး။တောင်တန်းမှာနေကြတာကရန်သူတွေစီကနေအကာအကွယ်ရအောင်ဆိုပြီးနေကြတာတော့မဟုတ်ပါဘူး။ နေပြည်တော်ဒေသကလည်းလူတွေနေထိုင်မှုအတွက်သဘာဝအခြေအနေမပြေတာကြောင့်ဖြစ်ပါတယ်။ကျွင်းချက်ကတော့အနောက်တောင်ပိုင်းနဲ့အရှေ့နောက်ပိုင်းလောက်ပဲဖြစ်ပါတယ်။အီရန်နိုင်ငံရဲ့လူဦးရေတန်း90%လောက်ကတောင်တန်းဒေသတွေမှာနေထိုင်ကြပါတယ်။နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့မြို့တော်တီရန်ကလည်းတောင်ကြီးတစ်ခုမှရှိနေပါတယ်။ဒါကလည်းနိုင်ငံရဲ့စည်ရင်မှုမှာအကြောင်းပြချက်တစ်ခုအနေနဲ့တစိမ့်တဒေသပါဝင်နေပါတယ်။တောင်တန်းဒေသတွေကကြီးပွားဖွံ့ဖြိုးဖို့အတွက်ခက်ခဲပါတယ်။နာမည်ဆက်သွယ်ရေးခက်ခဲတာပြင်စက်မှုလုပ်ငန်းတွေအတွက်တိုးတက်မှုနေတာကြောင့်တောင်တန်းဒေသတွေကဖွံ့ဖြိုးဖို့ခက်ခဲပါတယ်။ အီရန်နိုင်ငံရဲ့လူဦးရေများပြားကတောင်တန်းဒေသတွေနဲ့တဲကန္တရတွေဝိုင်းနေတာကြောင့်ရေးထွက်လေအခက်အခဲများပါတယ်။အနောက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတို့ကဇာဂရုစ်တောင်တန်းတွေနဲ့ဖုံးလွှမ်းထားပါတယ်။ဒီတောင်တန်းကမိုင်ပေါင်းထောင်ကျော်ရှည်လျားပြီးတော့မိုင်တရာ90လောက်ကျဲပါတယ်။ဇာဂရုစ်တောင်တန်းတွေရဲ့အမြင့်ဆုံးတောင်ကတော့ဒန်နာတောင်ဖြစ်ပြီးတော့ပေလိန်မြက်နယ်ပြင်ကနေအမြင့်ပေ14500ထိမြင့်ပါတယ်။ဇာဂရုစ်တောင်တန်းတွေကကမ္ဘာပေါ်မှာအရေအများဆုံးနေရာတွေထဲကတစ်ခုပါ။ဘောဘူနီ၊တိငှက်တွေ၊ဝင်းမလီတွေနဲ့ကျဲသစ်တွေကဒီတောင်တန်းမှာနေထိုင်ကြပါတယ်။ရောင်စောင်းကနေချောကြတာတွေမိုင်းတွေကိုနင်းမိတာတွေနဲ့ နှင်းမွနိုင်မိပြီးတင်းတိုင်းတာအထိမျိုးစုံဖြစ်နေပါတယ်စစ်တဲစစ်စင်အနေနဲ့လည်းမြေနိုင်စွမ်းကိုအတော်လေးနှဲပွားပြီးတော့ဒီဒေသကိုထိန်းချုပ်ဖို့ခတ်ပါတယ်ဒီတောင်တန်းတွေကိုကြော်ပြီးတဲ့အချိန်မှာလေဂူရုတောင်တန်းကရှိနေပြန်ပါသေးတယ်တတောင်မီတတောင်ထပ်ပြီးတော့နောက်ထပ်တူညီတဲ့အခက်ခဲနဲ့ကြုံရပြန်ပါအောင်မယ်ရောက်ဘက်ပိုင်းမှာတော့အဘောတောင်တန်းနေရှိနေပြီးဒီတောင်တန်းကလည်းအစာပိုင်းကြံတန်းငယ်ကနေပြီး Caspian Bay လေရဲ့တောင်ပိုင်းကမ်းခြေတည်ရှိနေရပါတယ်။နောက်ဆုံးတော့ရှေ့နောက်ကိုကြောက်တဲ့အချိန်မှာတော့ဒီတောင်တန်းကပုံပြီးတင်းနေတဲ့ Allotok တောင်တန်းနဲ့ပေါင်းသွားပါတယ်။ ။ဒီတောင်တန်းဒီမှာအီရန်နိုင်ငံကအမြင့်ဆုံးတောင်ဖြစ်တဲ့ဒါမဖန်တောင်ရှိနေပါတယ်။ဒီတောင်ကအမြင့်ပြီး18400ရှိပြီးတော့တကဘာလုံးမှာ12ခုမြောက်အမြင့်ဆုံးတောင်ဖြစ်ကအီရန်တောင်ပြီးရင်တော့အာရှမှာဒုတိယအမြင့်ဆုံးတောင်လည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံကတောင်တန်းဒီမှာလေအီရန်တက်တော့တဘာဝအကာအကွယ်တွေဖြစ်နေပါသေးတယ်။အီရန်နိုင်ငံရဲ့အရှိတ်ဘက်ကပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နိုင်ငံကတောင်တန်းတွေကလည်းအကာအကွယ်ဖြစ်နေရှိနေကြပါသေးတယ်။ အီရန်နိုင်ငံကိုကန်တက်ကြီးတစ်ခုနဲ့တူတယ်လို့ပြောတာကလည်းအလကားမဟုတ်ဘဲနိုင်ငံတွေစားတောင်တန်းတွေနဲ့ကာကွယ်ထားတဲ့တဘာဝကန်တက်ကြီးဖြစ်နေပါတယ်။ဇာဂရုတောင်တန်းတွေကိုကျော်ပြီးသွားရင်တော့အီရန်နိုင်ငံရဲ့မြေပြန့်တွေကိုမြေရမှာဖြစ်ပါတယ်။ဒါကနိုင်ငံရေးဗဒေဝီဝေအတွက်နှိမ့်ဆောင်ကြီးကြောင်းအရေးပါခဲ့ပြီးတော့အိန္ဒိယချင်းနိုင်ငံအီရန်ကလည်းအီရန်အတွက်အကာအကွယ်ဆုံးဖြစ်နေပါတယ်။တောင်တန်းတွေပေါ်ကနေစစ်စင်ရေးတွေကိုလှုပ်ဆောင်ဖို့ကအခုခေတ်သစ်စစ်တပ်တွေအတွက်တောင်မှအခက်အခဲဖြစ်နေတာပါကြောင့်များပါလေ။ဇာဂရုတောင်တန်းတွေကိုတော်လွန်ပြီးတော့တွာလာနိုင်ဖို့ကရန်သူနိုင်ငံအတွက်ကုန်ကြစိတ်အတော်များလာပြီး လက်မဆက်တဲ့တော်လာရေးမှလည်းအခက်အခဲများစွာကြုံတွေ့ရမှာဖြစ်ပါတယ်တမိုင်းလေးချက်မှာတောင်တန်းဒေသတွေကိုကြီးကျော်တိုက်စစ်ဆင်မှုတွေအများအစားလုပ်ခဲ့ပြီးအကောင်လုံးကလည်းကြာရှုံးခဲ့တာတွေပဲများပါတယ်။အာဖဂန်နစ္စတန်နဲ့စကော့တလန်တို့မှာလည်းတောင်တန်းဒေသကိုကျူးကျော်ခဲ့တဲ့ပြင်လူတွေကိုကြာရှုံးခဲ့တာများပါတယ်။တောင်တန်းကပိုကြမ်းတမ်းလေလေခုခံရမဲ့လူတွေအတွက်ပိုအားသာလေလေဖြစ်ပြီးတပုံဒီလိုမျိုးခြုံကိုတိုက်ခတ်တဲ့အခါမှာပိုဆိုးပါတယ်။တောင်တန်းတွေရဲ့လမ်းကြောင်းတွေကိုယ်တွေတစ်ပိတွေကနေခံနေပဲတည်တဲ့ပြင်သူတို့တို့ကကောက်ခွဲဖြစ်စီကလမ်းကြောင်းကိုရှိနေတာမှအနိုင်မယူနိုင်ပါဘူး။ တောင်တန်းတွေဆိုတော့ကအမြင့်ပင်များများမှာရှိနေအောင်မှာဖြစ်ပြီးအသက်ရှူနိုင်မှုနည်းနည်းတိတိရှိဖို့ကလည်းဖြစ်နိုင်မှာမဟုတ်ပါဘူးဇေတားတွေကလည်းပတ်ဝန်းကျင်ရဲ့ကြမ်းတမ်းမှုကိုခန်းစားကြရမှာဖြစ်ပြီးနှင်းတွေနဲ့အေးအေးတန်တွေတောင်မှရှေ့ဆက်ဖို့ကလည်းမလွဲပါဘူးမိမိဖို့ထင်းကိုနှင်းတွေတွေရှားရအောင်ကလည်းမလွဲသလိုလေကားဆက်မပြတ်တိုက်နေမှာကြောင်းအစားအစာတွေချက်ပြုတ်နိုင်မှုလည်းမလွဲပါဘူးဒဏ်ရာရရင်တော့ကုသဖို့ခက်ခဲပါတယ်စတေးကုသဖို့နေရာတစ်ခုလုပ်ဖို့ကခက်တယ်လို့တဲထုတ်ပေးသွားဖို့ကလည်းခက်ခဲပါတယ်အေးခဲမှုတွေနဲ့လေရရှိမှုနည်းတာကြောင့်တောင်တန်းတွေမှာတက်ခတ်ဖို့ကအထူးပစ္စည်းတွေနဲ့ဒေးချင်းမှုတွေလိုပါသေးတယ် ်အီရန်မှာတောင်နေတလောက်များပြားနေရကြောင်းဒီတောင်တွေကိုတက်ပြီးအီရန်ကိုတက်သိမ်းဖို့ဆိုတာကဘယ်လောက်ခက်မလဲစဉ်းစားနေပါ යි အခုကဲ့လိုမျိုးဤပညာကူညီတွေဖြစ်တဲ့လေကြောင်းအထောက်ကူတွေ GPS စနစ်တွေ drone တွေရဲအရင်တွေနဲ့ပိုကောင်းတဲ့ဆက်သွယ်ရေးစနစ်တွေရှိနေတာပါအခက်အခဲကရှိနေတော့ပါတချို့ပညာရှင်တွေကတော့တောင်တန်းဒေသစစ်ဆင်ရေးတွေကတိုက်ခတ်ဖို့နေရာတွေထဲမှာဒုတိယကြောက်စရာအကောင်းဆုံးလို့ပြောကြပါတယ်။ထေဆုံးကတော့တောင်းတိုက်ပွဲပါပဲ။ဤတော့မှာတောင်တန်းနေပြင်တဲကန္နာရတွေလည်းရှိနေပါတယ်။နိုင်ငံရဲ့အလင်မှာတဲ့ Dodge တလို့နဲ့ Dodge Gavia တဲကန္နာရတွေရှိပါတယ်။ အီရန်နိုင်ငံမှာတိုက်ကနာရရီက61ကနေ69တန်းအီကလောက်ရှိတဲ့အကျယ်ဝန်းကိုပိုင်းဆိုင်ထားပါတယ်စစ်တပ်စစ်စေးရေးတွေကိုဖိထားလိုက်ရင်တော့တိုက်ကနာရရီကပတဝဝင်ရတကယ်အံ့ဖွယ်တွေပါနေပေါင်းတန်းကြီးတဲ့လေနဲ့ရီတွေရဲ့တိုက်စားမှုကနေဖြစ်ပေါ်လာပြီးတောင်တစ်ခုလောက်မြင့်တဲ့ဒေသောင်ပြင်းတွေတန်လျက်တွေနဲ့ပင်လယ်ပြင်လိုမျိုးအမြဲပြောင်းလဲနေတဲ့ဒေသောင်ပြင်းတွေရှိနေပါတယ်ဒါတွေကလာပါတယ်ဆိုပေမဲ့တိုက်ကနာရကိုဖျက်တဲ့အချိန်မှာလမ်းကြောင်းတွေအမှတ်သားတွေလည်းမရှိသလိုရီတောင်မရှိပဲတဲတောင်ပြင်းတွေပဲတွေ့ရပါတယ်နေကန်တွေရဲ့တဲကန်တိုင်းရပုံမြင်တွေရဆိုရင်တော့ ဒီကနာရတွေကကျင်းစားတဲ့တွေပြီးသွားဖို့သူတိုင်းရမရောက်လာနိုင်ကြပါဘူးအပူချိန်၁၂၃ဒီဂရီဖာရင်ဟိုက်လောက်ရှိတဲ့ထဲကိုမပြေစေမဲနဲ့သွားလိုက်တာနဲ့ရမလာနိုင်တာကအံ့ဩစရာတော့မဟုတ်ပါဘူးဒက်ဂရီယာကနာရမှာတော့တဲပေါ်မှာရွှေတွေနဲ့ရောနေတဲ့စားချက်တွေရှိနေပြီးဒါတွေကိုနှီးမိချိန်မှာမြေပြင်ကိုနှီးမိသလိုဖြစ်မှာဖြစ်ပေမဲ့ခဏကြာမှတော့တဲတွေကိုနှိမ့်နေတာကြုံရပါတယ်ဒီနေရာတွေကိုအီရန်နိုင်ငံရဲ့လူစားတဲ့ဘာဗီဒါထရီကန်လို့လည်းခေါ်ကြပါတယ်။ဒရက်လူကလည်းကျူးကျော်ဖို့ခက်ခဲပြီးအပူချိန်က159ဒီဂရီဖာရင်ဟိုက်တိရှိတဲ့က ဒီတဲကနာရကကဘာပေါ်မှာအပူဆုံးနေရာတွေတဲကတခုတော့ဖြစ်နေပါတယ်။ပါရှန်ပါတာရဆိုရင်ဒီတဲကနာရနာမည်ကဘာမှမရှိတဲ့ဗလာလန့်တီလို့ဆိုနိုင်ပြီးတဲကနာရအနေနဲ့အတော်လိုက်ဖက်ပါတယ်။တဲကနာရထဲမှာဘာကြောက်တက်ခဲ့ဖို့ခက်ခဲရတာလဲ။တမဲသမပိုင်းဒေတာမှာစစ်သားတယောက်ကရီငါးကလန်လောက်လိုအပ်ပါတယ်။ဒီတော့ပမာဏကိုကားပေါ်တည်ပြီးတဲရမယ်ဆိုတာကိုစဉ်းစားကြည့်နေပါတယ်။တဲကနာရဖြစ်နေတာကြောင့်ပို့ပြီးတော့ရေကိုနှက်ဆတင်လိုက်မယ်ဆိုရင်အနည်းဆုံးလိုအပ်တဲ့ပမာဏကရေ73ကလန်လောက်လိုပါတယ်။ တကယ်ပြင်းပြထန်ထန်တိုက်ခတ်ရမယ်ဆိုရင်တော့ဒီလောက်ပုံမှန်လားကလိုကိုလိုအပ်ပြီးရေမရှိတော့စစ်သားတွေကဘာမှလုံးမရဖြစ်သွားနိုင်ပါရဲ့။ဤတဲ့ဒေသတွေမှာနေထွေအောင်ဝိပ္ပိုလ်ဝိယောဆိုပေမဲ့လည်းဒေကနာရမှာတော့အင်ကြီးကိုချွေယုံတာရှိပါတယ်။နောက်ဆုံးမှာတော့ဒေကနာရမှာလည်းအဆင်မပြေတဲ့နေရာတစ်ခုပါ။နေပါအလုံးပူညမှာအလုံးအေးပြီးအစားအသောက်ရေဘာမှမရှိတဲ့ပြင်အနားယူစရာနေရာကောင်းတာမရှိပါဘူး။အစိုးစိုးကတော့ရေနဲ့စားတဲ့နေပါမှာဖြစ်ပါရဲ့။အီရန်နိုင်ငံကဗတ္တဝေဝေအနေထားကြောင့်ကန့်သက်ခံရရတယ်လို့အကာအကွယ်လေးခံရရတယ်လို့ဆိုပါတယ် ရှိခေပါရှားအဘယာကနေအခုဒီတိုင်ပြင်ဆင်လာတဲ့ပြူဝါကြတဲ့စစ်စစ်မှုတစ်ခုလို့တော့ပြောနိုင်ပါတယ်။ဒါပိုင်းတခြားမှာလည်းအီရန်နိုင်ငံကမကျူးကျော်နိုင်ခဲ့ကြပေအကုန်လုံးကိုထိန်းချုပ်ခုခံနိုင်ခဲ့ကြပါတယ်။